မြန်မာနဝချင်နယ်ကိုအစ်စ်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ်မီယာဇလာကောင်းလေးတို့ကိုနှိစီရွေးချစ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာအကသောရေးသားထားတဲ့စုံတီကြီးဥပဒါနဲ့အထံကြီးဇလံအပိုင်း30သိန်းမှန်းကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ညနေရောက်မှမြန်သာကိုတက်ခိတ်ကြတော့ဆိုတော့ တူတူမြန်သားကိုရောက်တဲ့အချိန်ကမိုးတော်ချုပ်နေပြီဗျ။ဘိုးတော်ကမြို့ထဲတော်မဝင်တော့ပဲတင်းညာကိုဘက်ကိုတန်းလာခဲ့ကြတယ်။တင်းညာကိုထိတ်ဆုံနာမှာတဲလေးတစ်ခုရှိတယ်ဗျ။ဘိုးတော်ကတဲရှိမှာရက်ပြီးချောင်းတစ်ချမ်းဟန်လိုက်တော့တဲလေးကနေလူတစ်ယောက်ကမိရည်တစ်ခုဆွဲလို့ဆင်းလာတယ်။ဒီလူရဲ့ရုပ်ကဆုတ်ဆုတ်ပြက်ပြက်နဲ့သမီးကတော့ခစ်ပေါ်မင်းသားတို့လိုဂုထောက်လောက်တော့ရှိမယ်ဗျ။ဒါပေမဲ့စီမထက်ဘာမထက်နဲ့ဆိုတော့သမီးနေရဖွာလန်ကျပြီး တရေကြီးတကောင်နဲ့တော့တူနေတယ်ဗျ။တူကတင်ညာငုံတွေကိုကော့တော့ကော့တော့နဲ့အရှိရနေဝင်သွားတယ်။ညနာတောက်တံမှာရှိတဲ့အုတ်ကူတွေမြေပုံတွေကိုကြောက်ခါလာခဲ့ရင်နောက်ဆုံးတော့အဲ့ဒီလိုကမြေပုံတစ်ခုအရှိမှရက်လိုက်တယ်ဗျ။မြေပုံကတိုက်တောင်မချောက်သေးဘူး။ဒီမြေပုံမှာပဲဆရာကြီး။အေးပါ၊ကျေးဇူးတင်ပါတယ်။ရော့၊ပတ်စံ90ယူသွား။ဒါနဲ့ဆရာကြီးတို့ကဘယ်အချိန်ထိရှိမှလဲ။ညအောင်ပိုင်းကလေးကဆေးဆောက်ဖို့မယ်ကွာ။ဒီကောင်လောက်ဆိုဆေးရောက်ပြီ။ အလွန်ဆုံးကြာလာ ကျုပ်တူချေအထိပေါ့ဒါနဲ့အဲ့ဒီခြေတွေဘယ်သူမှမလာစေနဲ့ဟုတ်ပြီလားစိတ်ချပါဗျာဟောရီတေးညာကြီးနဲ့ဆရာကြီးတို့ကလွဲလို့ဘယ်သူမှမရှိစေရဘူးဗျဒီလိုကရေမောကြီးနဲ့အတင်းညာငုံနေရနေပြတ်ထွက်သွားခဲ့တယ်သူပြန်သွားတော့မှကျုပ်လည်းအသာကပ်မရတယ်အဲ့ဒါကဘယ်သူလဲဟင်အဖတေးညာဆောင်မော်ကွာတေးညာနဲ့အလုံးလုံးပဲဆိုတော့သူ့လည်းပြေးကြည့်ထားရတာပေါ့ကွာ ဒါဆိုလူသွင်းဆောင်မော့ပရလောကအသိဉာဏ်ဆောင်တွေကရောဘယ်လိုလုပ်မလဲအဖငါအားလုံးကိုကြိုတီစီစီမိသားပါကွာကဲငါတူရေမင်းကဇေယကြီးစီကိုသွားဇေယအကောက်ဝလုံးတွေထည့်ထားတဲ့ဂုံဒီအိတ်ကြီးကိုသွားယူလာခဲ့ဗျာကျုပ်တယောက်တည်းသွားရမှာလားတိတ်မွေးပါကွာရော့မင်းရင်ယူသွားသူပေးတဲ့မင်းရင်ကိုယူပြီးတော့ဇေယကြီးစီကိုအတကုံပြေးလာခဲ့တယ်ညနာတုတ်တောင်ကဇေယကြီးကရှီအောင်ဇေယကြီးဗျာ ကြောက်ဖို့ကလည်းအတော်ကောင်းနေ။ဇီရဲ့ကြီးအောက်မှာဂုံနီအိတ်တလုံးချထားတယ်။အထဲကိုကြည့်လိုက်တော့ဝလုံးပေါင်းတွေဆုထည့်ထားတယ်ဗျ။ဘိုးတော်မှာဒါပဲဖြစ်ပါ။ကြောက်ဂုံနီအိတ်ကြီးကိုလက်တစ်ဖက်နဲ့ဆဲအောင်လိုက်တဲ့အချိန်မှာဇီရဲ့ပေါ်ကနေအဟိကနဲ့မင်းကလေးရည်တဲ့တခုကြားလိုက်ရတယ်။ကြောက်ကိုတရေချောင်းနေမှသိရနဲ့အိတ်ကြီးကိုကမ်းကမ်းကမ်းနဲ့ပြေးလာခဲ့ရတယ်။မြန်လိုက်တာငါကလည်းအဲ့လိုမြန်မှကြိုက်တာကွ။လက်စနဲ့ဒီဒီကဝလုံးတွေကိုထုတ်ပြီး မြေပေါ်ပပက်လဲမှာ၆နိုင်ဆိုင်လိုက်စံသူပြတဲ့နေရာတွေမှာကျုပ်ကတိုင်တွေကိုလိုက်ဆိုင်တယ်ဗျဝလုံးတိုင်တွေက၃ထောင်လောက်ကိုရှိတယ်ထိပ်ဘက်မှာမိတိထားသလိုမဲတူးနေတာဗျအဲ့ဒီဝလုံးတိုင်တွေကိုသူပြတဲ့အတိုင်မြေပေါ်ပပက်လဲမှာ၆တိုင်ဆိုင်လိုက်တယ်အဲ့ဒါလူတွေထိုးတဲ့တန်ဆိုးဝါတွေကဟောဒီခြေအားစပြီးတော့ဒီဝလုံးတိုင်တွေရဲ့အပြစ်ဘက်ကိုဘယ်သူမှမထွက်ရအောင်ကြားလာရော့ငါတို့ကြီးကဟောဒီခြေတွေနဲ့ ဝလုံးတိုင်ခြောက်တိုင်ကိုခုနှစ်ပတ်ပတ်မရောက်ပတ်လိုက်စမ်းငါကဒီနေမျိုးငါ့ပိုင်ဖျောက်သိမ့်ဦးမယ်ဘိုးတော်ကလွယ်အိတ်ထဲကနေခြေတုံးကြီးတစ်ခုကိုထုတ်ပေးတယ်ခြေဆိုပေမဲ့အချီကျိုးလို့မဟုတ်ဘူးလွယ်အိတ်ရက်တဲ့ခြေကျိုးလို့အလုံးခတ်တက်တုတ်ပဲဗျဒီခြေတွေကလည်းညှိဆူဆူအောက်တိုးတိုးအနက်တမျိုးရတယ်ကျုပ်ဖြစ်ခြေတွေကန်ရတာမတည်တည်လိုက်တာဗျဘိုးတော်လှုပ်ထားတာဆိုရင်တော့လူသေးတွေအပုတ်ယူတွေဘာတွေနဲ့စီရင်ထားတာဖြစ်ချေဖြစ်မှာမဟုတ်ဘူးလားဗျ ခြေတွေကိုတိုက်ချောက်တိုက်မှာပက်လင်မိအောင်လိုက်ပက်လိုက်ရတယ်။ခြေတုံးကလည်းခုနှစ်ပက်စာလောက်ကိုရှိတယ်ဗျ။ခုနှစ်ပက်လည်းပက်ပြီးတော့ခြေတုံးကလည်းကုန်ဖို့ပဲ။တံတွေစိုက်ပြီးကျိုးတွေနဲ့ပတ်ဝိုင်းထားတာဆိုတော့ခမည်းတော်မြင်တော့ပြောရင်တော့လက်ဝဲကျိုးဝတ်နဲ့တော့တူနေပါသေးတယ်ဗျ။ဘိုးတော်ကအသက်ကြီးနဲ့ဒီချီမက်ကွင်းဝိုင်းထားတဲ့မြို့ကိုအခုချိန်အားစပြီးတော့သူသိမ်းယူလိုက်ပြီးဖြစ်ကြောင်းဘသူမှဘယ်အကြောင်းနဲ့မှ ဒီစီမပြည့်မချင်းစီဝါနဲ့ကိုဝင်ခွင့်မရှိဘူးဆိုတဲ့အကြောင်းတွေကိုပြောဆိုတယ်ဗျ။သူပြောနေတော့မှပဲတင်ညာကုန်းနဲ့တရှိရှိနဲ့အတန်တွေကြားရတယ်။မသိရင်လူတွေကကျွတ်တုတ်ပြီးနားမှာပြေးရွားနေတဲ့ပုံစံပဲ။လူရင်းလူချီတော့မမြင်ရအောင်။ကိုကြည့်ဖွေအောင်မိုးပေါ်မောကြည့်တယ်ဗျ။အလောက်ကောက်ရင်မိုးပေါ်ကြည့်လိုက်စမ်း။မှာငှက်ကြီးတွေပြင်နေကြတယ်ကွ။လက်ကြံနေအောင်နဲ့ဟိုတကွက်ဒီတကွက်လေးနေတဲ့ကောင်းငင်ပေါ်မှာ တိတ်ငဲ့လိုလိုစွန့်လို့လို့အကောင်တွေပြန်ဝဲနေကြတယ်ဗျ။တော်တော်မြင့်မြတ်နေပြက်နေတာဆိုတော့တေချာမမြင်ရအောင်။ဘိုးတော်ကသူ့လက်အိတ်ထဲကပစ္စည်းပစ္စည်းရတွေထုတ်နေကြီး။အဲ့ဒါလဒါတွေကရိုးရိုးလဒါတော့မဟုတ်ဘူးပြညာတွေပဲနေပါ။ကဲပါဒီကောင်တွေငါတို့နာကတ်လို့မရအောင်။တို့တွေလှုပ်เสียရှိတာကိုသာလှုပ်ကြပါစို့။ဘိုးတော်ကကြုတ်ကိုဖျောင်းနိုင်တွေထုတ်ပေးတယ်။ဖျောင်းနိုင်တွေကကြက်ပြောင်းဝါလောက်တုတ်မဲ့ထင်တယ်။အယောင်ကတော့မတူဘူး။ အနီရောင်အနက်ရောင်အစိမ်းရောင်ဆုံးလို့ပါဗျ။အဲ့ဒီဖျောင်းနိုင်တွေကိုခုနကမျိုးပေါ်မှာစိုက်ထားတဲ့တန်တွေရဲ့ထိတ်မှလိုက်ထွန်းခလိုက်တယ်။သူပြောတဲ့အတိုင်းလိုက်ထွန်းတာငါးနိုင်တီတီထုံပြီးတဲ့အထိဘာမှမဖြစ်ဘူးဗျ။ချောက်တိုင်မြောင်အနဲ့ရောက်ဖျောင်းနိုင်ကိုထုံးတဲ့အခါဘလူးမကိုထုံးမြောင်လေးတိုက်လို့ငိမ့်သွားသလိုလိုတယောက်ယောက်ကဖုတ်ခနဲ့မှုတ်လိုက်လို့ငိမ့်သွားသလိုလိုဖြစ်နေတယ်။လေးကကောင်လောက်မင်းကြီးလို့မြတော့ဘိုးတော်ကလှမ်းကြည့်ပြီးနင်းနေပါပါဟင်းဟောက်တော့မှဖျောင်းနိုင်ကမင်းကြီးလို့ရသွားခဲ့တယ်။ ြီမင်းကလေးကအပြိုတဲကွနမင်းကနှိမ့်နေနဲ့သူနဲ့လက်ထက်မဲ့သူကကောင်းမောက်ပြီးဆုံးသွားတာ၃လလောက်တော့ရှိမယ်တဲ့ကွဒီကောင်မလေးကလည်းသူ့ချစ်သူတည်တဲ့စိတ်နဲ့နှလုံးသာကြပြီးတည်သွားတာပဲတဲ့ကွဒါမျိုးအလောင်းကရခဲ့တယ်ကံကောင်းကျင်တော့နက်ခတ်တွေနဲ့လည်းသွားတိုက်တယ်ကဲအလောင်းကိုဖော်ကြကွာကျုပ်တို့ဒါကြောင့်ခေါ်လာတာကိုကျုပ်ကအလောင်းကောင်းကြီးမှရက်လိုက်တော့ဟျောက်လေမင်းတို့ကဘာလုပ်တာလဲကွာ အဘပဲအလောင်းကိုဖော်ဆိုဟာအလောင်းဖော်ရဲဆိုတာခြေထောက်ကစပြီးဖော်ရတာကခေါင်းကစပြီးမထိရဘူးမတာဆိုတာလူအရှင်လို့မဟုတ်ဘူးမတာကိုအိမ်မွားချရဲ့ခေါင်းနဲ့မချပဲခြေထောက်နဲ့ချရတယ်တင်းကျန်ကောင်းနဲ့တွေ့ရလေခြေထောက်နဲ့စတွေ့ရတယ်ကမင်းတို့ကောင်းနေနေတော့ခတ်ပါတယ်ဘိုးတော်ပြောတဲ့အတိုင်းအလောင်းကိုဆက်ဖော်ကြတယ်တိတ်မကြခင်မှာပဲလူသေးအလောင်းကဟောင်းလုံးကြီးဖြစ်သွားပြီဗျညီဆူဆူအနဲ့ကြီးကရုံမို့ကောင်းလိုက်တာဗျာ မင်းတို့ငါတခါတည်းပြောထားမယ်နော်အခုချိန်အားစပြီးဘာကြောင့်မဖြစ်ဖြစ်ဘာအကြောင်းမဲ့ရှိရှိဒီစီဝါနေရနေထွက်လို့မဖြစ်ဘူးစင်းမောက်ကစီဝါနေရထွက်သွားရင်စီးပြက်မယ်စီးလဲပောက်လိုက်မယ်နားလေလားကျုပ်တို့ခေါင်းကြီးတို့မှဘိုးတော်ကလုပ်ငန်းစတယ်အလောင်းမှာဝတ်ထားတဲ့အင်ဂျင်တွေထမင်းတွေကိုဆဲချွတ်တယ်ညာတဖြည်းဖြည်းနက်လာတော့လာရောက်ကတလာတယ်လာရောက်ရင်အောက်မှာလူသေးမင်းကလေးရဲ့အသားယူတွေကဖြူဖြူပွပွကြီးဖြစ်နေတယ်ဗျာ ဘိုးတော်ကအရင်ဆုံးစေပလင်းလေးတစ်ခုထုတ်ပြီးစေပလင်းနဲ့ဆေးရည်နဲ့လူသေးကောင်မင်းကလေးရဲ့ကိုယ်ပေါ်မှာအေးလုံလုံအကွက်တွေကိုရေးဆွဲတယ်။တကိုယ်လုံးစိတ်တိုက်ကြအောင်ရေးပြီးတော့မှအိတ်ထီကနေရေလုံအုပ်ကွဲဆိုတာလေးကို ထုတ်လိုက်တယ်။ပြီးတော့လူသေးမင်းကလေးရဲ့နှုတ်နှလုံးခြားထဲမှာအိုးချောင်းခွက်ကိုတင်လိုက်တယ်။နန်းစီတွေဖျောင်းနိုင်တွေနဲ့တခြားလိုအပ်တဲ့ဆွေးတွေကိုအဲ့ဒီအိုးချောင်းခွက်ထဲအကုန်ထည့်တယ်။ငါတို့ဆေးကိုစားချက်ကြမဟဲ့ ဒီဆေး၃ချက်၃ငါတီတီပွက်တာနဲ့ဆေးအောင်မြင်ပြီကကျန်တာတော့ဒီဆေးကိုတိတ်တိတ်တင်ပြီးချစ်ဖွယ်ရဲ့ကိုကိုလိမ့်ကြံပြဖို့ပဲရှိတော့တယ်ဆရာကြီးရေမိမထုမဲနဲ့ဒီဟာတွေကိုပြောင်းအောင်ချက်လို့ဘယ်ရောက်မလဲဗျအောင်ပါမိနားမလည်အသာနေစားမှာကွာဘိုးတော်ကြီးကဗဇက်ကနေမန်းတန်းနေရွတ်တော့တာပဲလူတွေမင်းကလေးရဲ့အင်္ဂါဆက်နေရာလောက်မှာပယ်ပယ်နေနေခွာထိုင်ပြီးတော့မှွေနေတာဗျမှွေမှွေနေဆေးတွေရပူတက်လာပြီးတော့အငွေတွေထွက်လာတယ် ခုနဖယောင်းနိုင်တွေရောဆေးတွေရောအကောင်လုံးတဖြည်းဖြည်းနဲ့အေးပြောကြသွားခဲ့တယ်။ဘိုးတော်ကဆက်မမွေပဲစောင့်နေလိုက်တယ်ဗျ။သူပြောတဲ့အတိုင်းပဲဗျ။ဆေးထည့်ထားတဲ့အိုးချမ်းပဲတွေကဆေးတွေကပထမတပွက်တပွက်ထောက်ပွက်လာတယ်။နောက်တော့သုံးပွက်တီးတီးပွက်တယ်။အဲ့လိုပွက်သားပြီးဘိုးတော်ကထပ်မွေတယ်။မွေလာရက်တော့သုံးခါထပ်ပွက်တယ်။သုံးချိန်သုံးခါပွက်ပြီးမှဘိုးတော်ကအောင်မီအောင်မီဆိုပြီးထောက်တယ်။ရပြီ။ကဲချစ်ပွဲ။မြေကိုတုံးလုံးချက်လိုက်စမ်း။ ဗျာကျုပ်ကအခုချက်ရမှာလားယောက်ျားသားတွေကြီးပဲရှက်เสียမလို့ပါဘူးကကိုချစ်ဖွေကကိုတုံးလုံးချက်လိုက်တယ်အေးအဲ့ဒီအစင်းတွေမှာမျက်နှာပေါ်မှာမေဒီဘက်လှည့်ပြီးတက်ထိုင်ရမယ်ကိုချစ်ဖွေကကြောက်တော့ကြောက်နေတဲ့ပုံပဲဗျလူတွေမျက်နှာပေါ်ဖိနှိုင်ချပြီးဘိုးတော်ဘက်ကိုလှည့်လိုက်တယ်ဘိုးတော်ကခုနစီရီနဲ့ကိုချစ်ဖွေရဲ့ခြေတွေလက်တွေကြောပြင်းတွေရင်မွက်တွေကိုလူပေးတယ် ကိုနေရာကိုလည်းပက်ပက်နဲ့နဲ့လူပေးရှာတယ်။လူနေနဲ့လည်းဒီနေ့ကစားပြီးတော့မင်းဟာမတထောင်ကြည့်တဲ့မဟာပုရိသယောက်ျားဖြစ်သွားပြီချစ်ဖွဲ့ရဲ့မင်းရဲ့မျက်နှာကိုမြင်ရင်ချစ်လာမယ်။မင်းတန်ကိုကြားလာနဲ့ကြိုက်လာလိမ့်မယ်ကွ။အေးတခုတော့ရှိတော့ပေါ့ချစ်ဖွဲ့ရ။ဒီစင်းကိုသုံးတဲ့သူကသူများသားသမီးကိုဖျက်ဆီးထားတဲ့လူမဖြစ်ရဘူး။ဟိုဟိုလေဖျက်ဆီးမိရင်ဘာဖြစ်လဲဗျ။စေးပုတ်တယ်ခေါ်တယ်ကွ။ဒါမှမဟုတ်ရပါတယ်ကွာ။ မင်းကလူပြိုကြီးဆိုတော့သူများသားသမီးဖြတ်စည်းဖို့ဆိုတာမဖြစ်နိုင်ဘူးမဟုတ်လားဒါတော့အထွေထူပြောစရာမလိုပါဘူးကွာနောက်ပြီးအခုနောက်ပိုင်းအားစလို့တက်နေတဲ့များလေရှိမများတို့တမီးပြိုတို့နဲ့သွားပြီးမရှုံ့မိစေနဲ့လေရှိများကိုစော့ကားတယ်ဆိုတာလူပေါင်ကမနစ်မြို့တဲ့အလုပ်ပဲမင်းအနေရဖြစ်မှာစို့လို့ပြောတာဟုတ်ပြီလားအဘသူများကတော့လိုက်ပြောနေတာသူကြတော့မိမတွေအများကြီးယူထားပြီးတော့ဟာငါယူထားတာအာမတ်မိမတွေမှမဟုတ်ပဲ ဒီမိမတွေကပညာတဲ့တွေကငါတို့ရဲ့ငါတို့ရွာမှာလူစွာလှုပ်ချေကြလို့ငါကဝေဦးနေစီနဲ့နှိမ်ပေးထတာပညာပြရဲ့ရှုံးတဲ့သူကနိုင်သူခိုင်းတာလောကစတဲ့မဟုတ်လားဒါကြောင့်လဲငါကသူတို့ကိုယူထတာကတနည်းပြောရရင်တော့ပညာတဲ့တွေကိုအိတ်ခေါ်ပြီးတော့မှထိန်းထားတဲ့ပုံပေါ့ဟိုရင်းဟိုကတော့မပြုတ်ပါဘူးကွာဟာပြာကျုပ်ကဒါအောင်မသိတော့အဖေပြောတာနားထောက်ပြီအဖကဒီအသက်ဒီရွယ်ထိထန်နေတဲ့အထန်ကြီးလို့မှတ်နေတာဗျာ လူတွေကတော့လင်များဖြစ်သွားပြီဆိုရင်ဒီလိုပဲတွေးပါပဲလေဒါအောင်ကနားလေပါလေကိုချစ်ပွဲတကူလုံးဆေးတွေလူပြီးတဲ့အခါသူ့အသားကြီးကဝက်ခောက်ကြီးမိခင်ထားသလိုအစီတဝဝင်းနဲ့ဖြစ်နေတယ်ကဲနောက်ဆုံးတစ်ဆင့်ပဲကျန်တော့တယ်ဓာတ်ပေါက်ရင်အောက်ပြီဘလို့အစ်စ်လဲဗျလူတွေကိုဖုံသွင်းပြီးတော့ကမဆက်ရှက်ဖို့ပဲကိုချစ်ပွဲတယောက်နှလုံးပြူမျက်စက်ပြူဖြစ်သွားတယ်သူပြောလို့တော့မစုံသေးဘူးဘိုးတော်ကလူတွေကိုလက်ညှိုးထိုးလိုက်တာ အလောင်းကြီးကမျက်လုံးပွေမီလှုပ်ခတ်လှုပ်ခတ်ဖြစ်လာတယ်။ကဲချစ်ဖွေသူ့ကိုမင်းရဲ့ချစ်သူလို့သဘောထားပြီးတော့မင်းစိတ်တိုင်းကြတာအာရပါရဆက်ဆက်ပြီးတော့တကယ်လုံးဝမလားဆရာကြီးဟာတကယ်ဘောဟာမင်းရှက်ရင်ငါတို့ဟိုဘက်လှည့်ပေးထားမယ်ဘိုးတော်ကတွင်းကိုနောက်ပြန်ထိုင်ချလိုက်တယ်ကျုပ်လည်းတစ်ဖက်လှည့်နေလိုက်ရတာပေါ့လူသက်မင်းကလေးနဲ့ဟိုတင်းဟိုဟာပြုတ်ရမယ်ဆိုတော့ဘလောက်တောင်မှမတတိစရာကောင်းလိုက်တယ်ဗျာ လူတွေမင်းကြီးလည်းတခုခုတခိခိနဲ့ရှိတယ်။ဘာလို့ဆက်ပြက်လဲတော့ကြောက်လည်းမသိဘူး။ကြောက်ကတဖက်လိုက်နေတာမဟုတ်လား။ခဏလာကြတော့ကိုချစ်ဖွေကအာကနေអော်ထက်လိုက်တယ်။ကြောက်လည်းကြည့်လိုက်တော့ကိုချစ်ဖွေကတွေးမကောခုတ်တက်ပြီးချီဦးတရားပြေတော့တာပဲ။တွေးကိုချီမဲ့ကွင်းနေနဲ့ပတ်ထားတာဆိုတော့ကိုချစ်ဖွေနဲ့ခြေကျိုးတွေတက်မိပြီးလုံသေးကုန်နေပြ။မြေဝါဆိုင်ထားတဲ့တဲစုဝါတွေကလည်းကျွတ်တဲ့ဟာကျွတ်ပြုတ်ထွက်တဲ့ဟာပြုတ်ထွက်နေဖြစ်ကုန်တယ်။ဂျင်းနှခမ်းမှာတင်ထားတဲ့ ဘိုးတော်ရဲ့စေကုအေးကြီးကိုလည်းကျိုးရည်နဲ့တတ်မိပြီစေကုအေးကြီးမှောက်ကြလို့စေးတွေတစစီပြက်ကျဲကုန်တယ်ဝလုံးတွေလည်းလဲကုန်တယ်ဆိုတော့ဖျောင်းနိုင်မြူးတွေလည်းငိမ့်ကုန်ပြီအလုံးအမောင်ကြကုန်နေဆိုပါတော့ဘိုးတော်ကတော့အတကုန်ဟစ်ပြီးကိုချစ်ဖွယ်ကိုဆဲတော့တာပဲဗျာဘိုးတော်ဆဲနေတော့ကျင်းနေရတဲ့ရင်မှကျင်းမော်ကိုခွန်တက်လာပြီးတော့ဘိုးတော်ရဲ့ခုတ်ကိုတက်ခွပါလေရောဘိုးတော်ကတဲ့ရင်မှခွာထုတ်ပြီးမဲ့တဲ့ရင်မှတော်တော့ကိုခံခံတွေ့ခဲ့ထားတာဗျာ ။နောက်ဆုံးဘိုးတော်ကသူ့ရဲ့ဆေးကျေလုံးကိုကောက်လိုက်ပြီးတရေမအကိုရိုက်ချလိုက်တာ။ဖျံကနဲ့အတန်မြီလို့တရေမဂျွန်းပြစ်ပြီးပြုတ်ကျသွားတယ်။နင်လာဟဲ့တရေမငါနဲ့တွေ့ပြီဒါမဲ့။ရော့တိတ်ပြီးတော့ဘိုးတော်ကတရေမကိုဆေးကျေလုံးနဲ့ရိုက်ထည့်လိုက်တယ်။တရေမဆေးကျေလုံးကိုလက်တစ်ဖက်နဲ့ဖမ်းယူလိုက်တယ်ဗျ။ဖမ်းယူပြီးတော့သူ့ဘက်ကိုအတကုံဆွဲပါလေရောဘိုးတော်ကစေးကျေလုံးကိုလက်နှစ်ဖက်နဲ့ကပ်ပြီးအတကုံပြက်ဆွဲပေမဲ့စေးကျေလုံးကသူ့ဘက်ကိုပမလာအောင် တယမအတကုတ်ဆက်လိုက်တာ နောက်ဆုံးစေးချိန်လုံးကြီးကအလဲရနေထပ်ပိုက်ဂျုကနဲ့ကျူးထပ်ပါခဲ့တယ်ဆုံးကုန်အောင်နိုင်ပါတယ်ဆိုတဲ့စေးချိန်လုံးကအခုတယမတို့တော့မနိုင်ပါလားဗျာဘိုးတော်ကတော်တော်လှောက်သွားတယ်စိတ်ပေါက်သွားပြီဟဲ့စိတ်ပေါက်သွားတာဟာတယမကဘိုးတော်တော်လှဲ့မကြည့်ပဲခြေကျိုးတွေနဲ့ရေပက်နေတဲ့ကိုချစ်ပွဲစီကိုတလန့်ချဲသွားတယ်ကိုချစ်ပွဲကမြေပေါ်မှာတက်လက်လိမ့်နေဗျလာနဲ့ကြပြူမင်းငါ့စီမလာပါနဲ့ကွာ ။အော်ရှင်ကကျမကိုမှတ်မိတာပဲ။မှတ်မိပါတယ်ကွာ။မင်းငါ့ကိုလိုင်းနောက်ရှင့်နေတာကိုလည်းငါသိပါတယ်။ဟုတ်တယ်။ရှင်နဲ့ပတ်သက်မိသမျှမိမတွေအားလုံးကြောက်လန့်သွားအောင်ကျမလုပ်ခဲ့တာ။ရှင့်လိုလူတယောက်ဟာဘယ်နည်းနဲ့မှတခြားမိမကိုမယူရအောင်။တခြားမိမကိုစိတ်မကူရဘူး။ရှင့်မှာကျမတယောက်လုံးရှိတယ်။သူတို့ဘာတွေပြောနေလဲဆိုတာကိုကြုတ်ဖြစ်နားမလဲတော့ဘိုးတော်ကမြေပြေပေါ်ကြာနေတဲ့ စီးတောင်လူတွေကိုလာရအောင်မှလိုက်ရှာနေတယ်။မကြခင်မှာတော့စီလုံးလေးတလုံးတွေ့သွားတယ်ဗျ။ဟဲ့တရဲမ။နေဆွာဒါအကုန်မဲလား။ယော့ဒီစီးလေးကိုမြည်ချလိုက်စမ်း။ဘိုးတော်ကြီးကစီးတောင်နဲ့ပြစ်ထည့်လိုက်တာ။တရဲမကနောက်ကျတော့ဟုံးကနေပောက်ထွက်သွားပြီးတော့တရဲမကတစ်ချက်တွန့်သွားတယ်။ကြောကုန်းမှလည်းအပေါက်ကြီးဖြစ်သွားတယ်။ဘိုးတော်ကအာရပါရနဲ့ရင်းနေသေးတာဗျ။နောက်တော့တရဲမကဘာမှမဖြစ်သလိုပုံစံနဲ့ဒီဘက်ကိုလှည့်လာပါလေရော။ ဘိုးတော်ရဲ့မျက်နှာဒီတစ်ခါအီတီတီဖြစ်သွားတယ်ဗျ။နောက်ထပ်ဆေးလုံးတစ်လုံးကို ကောက်ယူပြီးတော့တယင်းမစီကို ထပ်ပြပြန်တယ်။အဲ့ဒီဆေးလုံးကတယင်းမရဲ့ညာဘက်ပခုံးကိုထိပြီးတော့တယင်းမလက်ကဘုတ်ခနဲ့မြေကြီးပေါ်ကိုပြုတ်ကျသွားခဲ့တယ်။မျက်စိရှိမှတင်မဲ့တယင်းမလက်ပြတ်တဲ့နေရာကနေနောက်ထပ်လက်တစ်ချောင်းထပ်ထွက်လာတယ်။ထပ်ထွက်လာတဲ့လက်ကမင်းကလေးလက်မျိုးမဟုတ်ပဲဗလာတောင်တော့ယောက်ျားလက်ကြီးပဲဗျ။ဘိုးတော်ကတလန်းချင်းအနောက်ကိုဆုတ်သွားတယ်။ ကျုပ်လည်းမနေတာတော့အနဲ့ခြေနှခမ်းသာကျနေတဲ့စေတောင့်တွေကိုကောက်ကောက်ပြီးတော့တဲရဲမကိုဖြစ်ဖြစ်ထက်လိုက်ရတယ်။ပြည့်ရတာအားရစရာကြီးဗျာ။စေလုံးနဲ့တစ်ချက်ထိသွားတိုင်းဝုန်းငနဲ့ဝုန်းငနဲ့ပေါက်ပေါက်ွဲပြီးတော့တဲရဲမလည်းအင်းငနဲ့အင်းငနဲ့ပဲဗျာ။နောက်ဆုံးတော့လက်တညိုးလောက်ရှိတဲ့စေတောင့်ဝဝကြီးနဲ့ကောက်ပေါက်ထက်လိုက်တာ။တဲရဲမခင်ဗျာတကူလုံးကမိကိုတွေထွက်ပြီးတော့မတက်ကြီးဓာတ်လိုက်တယ်လို့လူလုံးနေရှာတယ်ဗျာ။ဘိုးတော်ကကျုပ်စီကိုပြေးလာပြီ။တော်ပြီငါတို့ကြီး စက်မဖြစ်နဲ့တော့သူပြောမှပဲရက်လိုက်ရတယ်ဒါတော့ကျုပ်လက်ထဲမှာစီလုံးနှလုံးကြံ့သီးတယ်ဗျဘိုးတော်ကြီးနဲ့ကျုပ်တေးမအောင်ကြည့်နေတော့မှာတေးမကမြေကိုလုံးတွေတရားနဲ့တလန်းချင်းထွက်လာတယ်သူ့ယောက်ျားကြီးကပုံမြက်ပန်းပြက်ကြီးနဲ့ဘလို့ကြီးဖြစ်နေမှန်းကိုမသိပါဘူးဗျကျောက်စီကလည်းအတော်ကောင်းနေဗျသူ့ပခုံးမှာဘလုံးရယ်လောက်ရှိတဲ့မျိုးလုံးကြီးတစ်လုံးကပြုတ်ထွက်နေသေးတယ်လက်တစ်ဖက်ကလည်းရေပွဲလက်ကြီးလိုပြုတ်ပြုတ်ရှိရှိကြီးဖြစ်နေတယ်ဗျ ဘိုးတော်ကတယဲမအောင်မြင်တော့တော်တော်လန့်သွားတာသွားပြီဒီတယဲမအောင်ငါတို့စေးပေါင်းစုကျွေးလိုက်တယ်လို့ဖြစ်သွားပြီဒီအစိမ့်တယဲမအခုဆိုရင်စေးဘလူးကြီးဖြစ်သွားပြီကွာစေးဘလူးဆိုတာဘာလဲရေပါစေးရီစီးပေါက်သွားတဲ့အခါမှာဖြစ်ပေါ်လာတဲ့ဘေးတွက်ဆူချူတစ်ခုပဲကွာငါတို့တခါမှဒီလိုမကြုံခဲ့ဘူးရှေးဆက်တွေတော့ကြုံမှုတွေလို့ပြောကြတယ်စေးဘလူးကြီးဖြစ်သွားရင်သူ့ကို ဖြစ်သည်မသုံးသည်မစေးရီအားလုံးက သူ့ကိုအစာကျွေးသလိုဖြစ်ပြီးပို့ပို့တကိုတက်သွားရတယ်ဆိုပဲကျုပ်ဖြစ်လက်ထဲကစီးတောင်လေးကိုအသာပြန်ချလိုက်ရတယ်ဒါဆိုတခုခုလောက်ပါအောင်အဖရာအဖမနိုင်တော့ဘူးလားနိုင်တဲ့အခါလဲရှိသလိုရှုံးတဲ့အခါလဲရှိတာပဲကွာလူဆိုတာအနိုင်ကိုအနိုင်လို့လက်ခံရသလိုအရှုံးကိုလည်းအရှုံးလို့လက်ခံနိုင်ရမယ်အခုတော့ဒီဆေးဘူးလို့ငေါမနိုင်တော့ဘူးပြေးပြီပြေးပြီကွာဘိုးတော်ကတခါတည်းဖက်နှက်ကိုခါးချထိုးပြီးပြေးတော့တာပဲ စေဘလူကြီးကဘိုးတော်ကိုတစ်ချက်ကြည့်ပြီးရေပွဲလိုဖြစ်နေတဲ့လက်ကြီးနဲ့လှမ်းဆွဲထက်လိုက်တာလက်ကအရှိရှိထွက်သွားပြီးတော့ဘိုးတော်ရဲ့ခါကိုပတ်သွားတယ်ပြီးတာနဲ့တခါတည်းစောင့်ဆဲလိုက်တာဘိုးတော်မိုးပေါ်ပြန်သွားပြီးစေဘလူကြီးရဲ့အနာငုတ်တုတ်ကြီးဒုံငနယ်ကျသွားပါလေရောဘိုးတော်လည်းမိညောင်ရုံအောင့်သွားပုံရတယ်ဗျတော်တော်နဲ့ကိုပြန်မထလာနိုင်ဘူးစေဘလူကြီးကရေမက်နှစ်ချမ်းပြန်ပြန်ကွဲသွားပြီးတော့ဘိုးတော်ကိုဆွဲယူရင်းအဲ့ဒီရေမက်ကြီးတဲ့ထိုးသွင်းလိုက်ပါတော့တယ် ဘိုးတော်ကအော်ရငဲတဲ့ငိုပနေတာပဲကျုပ်ဘိုးတော်စီကိုပြေးသွားပြီးဘိုးတော်ရဲ့လက်ကိုအတင်းဖမ်းဆဲပေမဲ့စီဘလူးကြီးရဲ့အသွေးသားတွေကဘိုးတော်ကိုတစ်ပင်တွေအမြစ်တွေတလို့တွေ့ရှက်ပြီးတော့ကိုရဲကိုဆွဲထည့်လိုက်တာဘိုးတော်တရားဘလူးကြီးကိုလည်းနှစ်သွားခဲ့တယ်ကျုပ်ဆွဲထားတဲ့လက်ကလေးတစ်ဖက်ပဲအပြင်မှာကျန်နေခဲ့တော့တာဗျဘိုးတော်စားပြီးတဲ့အခါမှာစီဘလူးကြီးကတဖြည်းဖြည်းပို့ပို့ပြီးကြီးလာတယ်အရက်တင်ဆယ်ပေလောက်ဖြစ်သွားတာဗျလူကောင်ကြီးကလည်းနဲတာကြီးမဟုတ်ဘူး ျုပ်လက်နေတော့မှပဲကျုပ်ဆွဲထားတဲ့ဘိုးတော်ကြီးရဲ့လက်ကဘလူးတကောင်ကြီးရဲ့လက်လိုလက်သေးရှိကြီးတွေထွက်လာပြီးတော့ကျုပ်လက်ကို အသက်ကိုအတင်းပြန်ဆွဲထားတယ်။ကျုပ်ခြေကံပြီးတော့မှအသက်ကုံပြန်ဆွဲပေမဲ့မရတော့ဘူး။ဒီတခါတော့ကျုပ်ကိုစားလက်ထဲမှာရဲ့ဆေးဘလူးကြီးရဲ့ရင်မကပြတ်ထွက်ပြီးအထဲမှာလဲသွားတွေလိုလိုအဆွဲတွေလိုလို အချုံတွေထွက်ပေါ်လာခဲ့တယ်။အခုနောက်မှစားထားတဲ့ဘိုးတော်ကြီးရဲ့မျက်နှာကြီးကိုလည်းမြင်နေရသေးတယ်။ကျုပ်ကိုကိုကိုတင်ပြီးလို့ထင်နေတဲ့အချိန်မှာ ။မိုးပေါ်ကနေအုတ်ရှိသီးလို့အလုံးကြီးတစ်ခုကစေဘလူးကြီးရဲ့ရင်မက်ထဲကိုပြုတ်ကျလာခဲ့တယ်။ဝုံနဲ့ပေါက်ခွဲထွက်သွားပြီးကျုပ်ပြည့်လွင့်ထွက်သွားခဲ့တယ်။ကျုပ်ရဲ့လက်ထဲမှာလည်းဘိုးတော်ရဲ့လက်တစ်ဖက်ကပြက်ပြီးပါလာသေးတယ်ဗျ။မြေပေါ်တစ်ခုပေါ်ပြုတ်ကျလို့တော်သေးတယ်ဗျ။အုတ်ခုပေါ်သာဒီလိုပြုတ်ကျရင်ခါကျိုးရီကျိုးမဟုတ်ရင်ဇကျိုးမှာပဲ။ကျုပ်မိုးပေါ်ကိုကြည့်လိုက်တော့ခုနကပြန်တန်းနေတဲ့လက်ထကြီးတွေကပြေးဆင်းလာခဲ့တယ်။လဒအညိုအီးတကောင်ကမြေပေါ်ရောက်တော့ဥပဒါကြီးဖြစ်သွားတယ်ဗျ။ ကျင်းနဲ့လာတာကြီးတွေရလဲယောက်ျားကြီးတွေမိမကြီးတွေဖြစ်ကုန်တယ်လောက်တဲ့လူကတည်ပြီဆိုတော့ငါတို့ပဲရှင်းရတော့တာပေါ့ကွာကြည့်ရတာဒီလူတွေကလည်းထမဲချုံရဲ့လက်ထဖြစ်တဲ့စုံနေပဲနေမှာစုံနေကစေဘလူးကြီးစီကိုလိုက်အောင်လုံးဝင်လက်နေတဲ့ဆက်လက်နဲ့တွေလှုပ်ကြတယ်ဥပဒါအရှိတက်ပြီနေအောင်ကအရင်ကရောမလုပ်ကြနဲ့ဘိုးရောမတိသေးဘူးကွာဥပဒါရဒီလူကြီးကကျုပ်တို့ဘာကောင်းကျိုးပေးလို့လဲဗျာ သူနိုင်နေဆိုပြီးကြီးနိုင်ငယ်ကြီးလုံနေတဲ့လူကြီးသူတည်သွားတော့ပိုကောင်းတာပေါ့မဟုတ်ဘူးလားအဲ့ဒါအဲ့ဒါပေါ့ကွာငါတော့သူ့ကလေးပညာတတ်တရားကိုတည်သွားမှာကောနှမျောလာတယ်ကွာမင်းတို့လောက်တယ်ဆိုတာကလည်းမင်းတို့ကသူ့ကိုပညာသွားဆောင်လို့မဟုတ်လားသူ့ကိုမတည်စေနဲ့စေဘလူရဲ့အသားတွေကိုဖြည်းဖြည်းချင်းဖက်ထုတ်ပြီးတော့သူ့ကိုကယ်တင်ရမယ်ဥပဒါတော့လုံနေကန်နီတာတွေကိုကျုပ်ကပုံခွေပြီးကြည့်နေရတာဗျ။စေဘူးလူကလည်းတော်တော်ဆက်ဆက်မင်း သူ့ကိုယ်ကြီးကနေအသားဆောင်ကြီးအတုံးလိုက်အစ်တလိုက်ပြက်ပြက်ထွက်နေတာတော့မှဘာမှတိတ်မှုတာမဟုတ်ဘူးမြေပေါ်ကျတဲ့အသားတွေကတီကောင်နေမြို့လိုလိုသူ့လိုလိုသွားရင်စေဘလူးကြီးရဲ့ကိုမှသွားပြန်ကတ်တယ်ကျုပ်လက်ထဲပါလာတဲ့လက်ပြက်ကြီးကလည်းအသက်ဝင်ပြီးတော့ကျုပ်ကိုဟုတ်ကုတ်လိုက်ဒီကုတ်လိုက်နဲ့လိုက်ပြီးတိုက်ခတ်နေသေးတယ်ဒီကဥပဒါအတန်ကွေးကြီးနဲ့နင်တို့ကအသားစားဆုံးနေမဟုတ်လားစေဘလူးအသားဆိုတာစားရခဲ့တယ်ကျုံတော့ကြတော့အဝစားကြစားချင်တဲ့လောက်သာစားကြ ဆေးဘက်တာဝင်သေးတယ်ဟာဥပဒါအော်ထက်လိုက်တော့ခုနကဆုံးနေရကလက်ထကြီးတွေဆူရဲကြီးတွေအဖြစ်ကို ပြောင်းလဲပြီးဆေးဘလူးကြီးကိုတယောက်တစ်ခိုက်စီဝိုက်ကြိုက်ချထိုးစိတ်ကြတယ်ဆေးဘလူးကြီးတော်တော်အေးအားရောက်သွားတော့မှဥပဒါဆေးဘလူးကြီးကိုရီးယားဘိုးတော်ကြီးကိုကိုကနေဆွဲပြီးလှုပ်ပြထက်လိုက်တယ်ဥပဒါနှစ်ဖူးထိတ်မှရွှေရောင်အလင်းတွေဖန်တီးလိုက်ပြီးအဲ့ဒီအလင်းတန်းကြီးနဲ့ဆေးဘလူးကြီးကိုထိုးခွဲပစ်လိုက်တာဆေးဘလူးကြီးရဲ့တကောလုံးဝုံငနဲ့ပောက်ွဲပြီးတော့အသားစားတွေက ပဝင်းကျေတို့ခွေကိုမိုးရွာသလိုတဖွဲဖွဲနဲ့ကြနေပါတော့တယ်။ပွဲရတော့ပြီးသွားပြီဗျ။ဘိုးတော်ကတော့လက်တစ်ဖက်ပြတ်သွားတယ်။သူ့လက်တစ်ဖက်ကိုတခြားလက်တစ်ဖက်နဲ့ကိုက်လို့ဗျ။အသက်ကိုတော့မင်းနဲ့လူရှူနေရတယ်။ကြက်ကိုလိုင်းနှောင်းရှက်နေတဲ့လက်ပြက်ကြီးကလည်းမြေပြေပေါ်ကျသွားပြီးအယိုးစုကြီးအဖြစ်ပြောင်းလဲသွားခဲ့တယ်။ကိုချစ်ပွဲကတော့ချီချိုးတွေရစ်ပတ်နေစေပဲ။လူကလည်းရူးတလူလိုကြောင်တလူလိုဖြစ်နေတယ်။ဗဇက်ကနေလဲကြာပြူရီကြာပြူရီနဲ့ခတ်တိုးတိုးလေးရွတ်နေတယ်ဗျ။ ဥပဒါကိုချစ်ဖွယ်ရဲ့ဇပိုးကိုလက်နဲ့အုတ်ကံမျိုးဆွဲထုလိုက်တယ်။ဒါရီအကောလုံးမင်းရဆတာပဲချစ်ဖွယ်။ပြောစမ်းကြာပြူဆိုတာဘယ်သူလဲ။ပြောပါမယ်ဥပဒါပြောပါမယ်။အလက်ကောင်တို့တော့မှီလိုက်မယ်မထင်ဘူးဗျ။ကျုပ်အသက်16နှစ်လောက်မှာတငယ်ကြီးတယောက်ရဲ့ရွာကိုအလဲသွားမိတယ်။တငယ်ချင်းတွေရဲ့ဘေးအရွာမှာကြာပြူဆိုတဲ့မိန်းလေးတယောက်ရှိတယ်။ကျုပ်ကလည်းငယ်တော့ရုံဆိုတော့သူများအဲ့မှာခြေရှုပ်ကြည့်မယ်ဆိုပြီး 如果格里亚事故死开的搞嘛乌巴达，我就会啊，男女个都来对联片。加油，加油啊！米巴人没死了呗，都判呢，你要听你了吧？就讲来半夜半夜，那送加油呢，七度的撇开家的，都判没得要七对你啊干的，三年啊也撇了，六个人比比轮轮就就撇开完了。这给了加油啊，结果得得了这，现在被切开外面。 ျုပ်ကအပြော်ရှာရုံတက်တက်ပဲသူ့ကိုသဘောထားခဲ့တာပါကျုပ်တို့လူကျူးမိပြီးနှစ်လလောက်ကြာတဲ့အခါကြာပြုတ်စီမှာကျုံနေရတဲ့ကိုဝေရှိနေပြီဆိုတာသိခဲ့ရပါတယ်ဥပဒါခမခမသူ့ကိုဘယ်လိုလုပ်လိုက်တာလဲကိုချစ်ဖွေရအမှန်တိုင်းပြောရင်ငါသူ့ကိုတမမက်မရမမက်ပေါင်းမှုစိတ်ကူးမရှိခဲ့တာတော့အမှန်ရမားကလည်းငါ့ဖေသဘောတူတဲ့မိန်းကလေးနဲ့လူကြီးကြီးကြောက်လန့်ပြီးတာဆိုတော့နောက်ဆုံးငါလည်းထွက်ပြေးဖို့ပဲဆုံးဖြတ်လိုက်တယ် ကြာပြူအဆောက်တွဲကလေးကမိစ္ဆာအမကြီးပေးထားတာဆိုတော့ကြာပြူငါးနောက်ကိုလိုက်လာနိုင်မှာမဟုတ်ဘူးဆိုပြီးတွေးထားပါတယ်။ငါတငယ်ချင်းကလည်းအဲ့ဒီနောက်ပိုင်းမြို့မှာအလုတ်တက်လုံနေတာဆိုတော့ကြာပြူငါ့ကိုရှာမြတ်မှာကျင်းသိပါပဲကွာ။ခမရတော်တော်ရက်စက်တဲ့လူပဲဗျာ။အဲ့ဒီကြာပြူကဘာဖြစ်သွားလဲ။ "तू ငါ့ကိုစောင့်တော့စောင့်ရှာပါတယ်။ငါပြက်မလာတာကြတော့ तू ဘိုက်ထွက်လာတယ်။လူတွေကလည်းသူ့ကိုနှိမ်ပြီးဆက်ဆက်ကြတယ်။မကောက်ပြောကြတယ်။" နောက်ဆုံးတော့ကြပြူကအဲ့ဒီတိုင်းနဲ့မခတ်နိုင်ပဲဘိုင်း၆လနဲ့ရွာထိတ်ကတစ်ပင်ကြီးမှာကိုကိုကိုအဆုံးစင်သွားတယ်တဲ့ကွာကိုချစ်ဖွေကပြောရင်ငိုတော့တာပဲကျုပ်ကတော့ကိုချစ်ဖွေရဲ့မျက်နှာကိုလက်တီးနဲ့တစ်ချက်ထိုးထက်လိုက်တယ်ခမရတော်တော်လူမဆန်တဲ့လူပဲငါလဲကြပြူဒီလောက်ထိဖြစ်သွားမယ်လို့မထင်ခဲ့တာအမှန်ပါအဲ့ဒီကြပြူကတေသွားပြီးတော့အစိမ့်သေးဖြစ်သွားတယ်ငါ့ကိုစိတ်ဆွဲပြီးတော့ငါ့အနားမှာတဝဲလဲလဲဖြစ်နေတယ်ကွာ ငါနဲ့တွေ့တဲ့မိမတိုင်းငါကအေးဆိုတဲ့မိမတိုင်းကို तू ကလိုက်လိုက်ပြီးနှောက်ရှက်နေတယ်ဆိုတာငါသိရတယ်။ဟုတ်ပြီ။ကြောက်နားလိုက်ပြီ။ဒါကြောင့်ခမားနဲ့ယူမဲ့မိမကိုထွက်ထွက်ပြေးသွားကြတာကိုကျုပ်အခုတော့စိတ်ရလက်ပြီဗျာ။ခမားအရင်ကရွာမင်းကလေးတွေကိုချစ်ပါတယ်၊ကြိုက်ပါတယ်ဆိုပြီးပြောလိုက်တာနဲ့အဲ့ဒီမင်းကလေးတွေကခမားကိုနောက်တစ်ခါချက်မမြအောင်ရှောင်တီးကြတယ်ဆိုတာဧကနအဲ့ဒီမကြပြူလောက်တာပဲဖြစ်ရမယ်။ဟုတ်ဟုတ်ပါတယ်ကွာ။ အခုဆေးဖို့တော့လေခမားနောင်ចောင်းကိုအဘကြီးအမသိပဲဖော်ပြလိုက်လို့ဆေးပေါက်သွားတာဗျဒါခမားចောင်းဒါတွေအားလုံးရဲ့အရင်မြက်ကခမားចောင်းပဲငါ့ကိုတတ်လိုက်ပါကွာငါ့ကိုသာတတ်လိုက်ပါတော့ငါတာဝန်မကြည့်ခဲ့ဘူးငါမကောင်းခဲ့ဘူးငါငါကြပြူတွေ့ပြက်ပြီးပေးဆက်ပါမယ်ကွာကြပြူရင်ငါ့ကိုလာခေါ်လဲပါတော့ကိုချစ်ဖွေကငူတော့တာပဲဗျဒီအချိန်မှာကိုချစ်ဖွေရဲ့ပခုံးကိုကပ်ပြီးမင်းကလေးတယောက်ရဲ့အရေးတစ်ခုပေါ်လာတယ် ဒါဟာကိုချစ်ဖွယ်အနားမှာဝဲလက်နေတယ်ဆိုတဲ့မကြပြူပဲဖြစ်ရမယ်ဗျမကြပြူကခေါင်းခါပြီးတော့မလိုပါဘူးကိုကိုချစ်ကိုကိုချစ်တေဖို့မလိုပါဘူးကြပြူကိုကိုချစ်ကိုခွတ်လွတ်ပါတယ်တခုပဲရှိတယ်ကိုကိုချစ်ကြပြူအခုလိုမကျွတ်မလွတ်ပဲဖြစ်နေတာကိုကိုချစ်တခါပေးထားခဲ့ဘူးတဲ့ဂရီတစ်ခုကြောက်မယ်အဲ့ဒီဂရီဟိုသားကိုကိုချစ်တိမဲ့ဆိုရင်ကြပြူဒီလောကကြီးတည်းကနေကျွတ်လွတ်ရမှာပါ ဥပဒါမျက်မှောက်ကြုတ်ရင်နဲ့စိုးလာပါလားကွာဂရီတလုံးကိုအဆဲပြုလို့အနည်း20လောက်မချစ်မလို့ဖြစ်နေရပါလားကဲချစ်ဖွယ်မင်းပေးထားတဲ့ဂရီကဘာလဲမင်းဂရီကိုဘာဖြစ်လို့မတီးရတာလဲကျုပ်ပေးထားတဲ့ဂရီကတခြားတော့မဟုတ်ပါဘူးဥပဒါဒီနေ့နေ့တစ်ချိန်ချိန်မှာကြပြို့ကိုတားမမတ်မရမမတ်နဲ့လူကြီးဆောင်ဟာရှင်မလူတိရှင်ကြလက်ထက်မယ်ဆိုတဲ့ဂရီပါမင်းဂရီကိုတီးပါတော့ကွာ ဥပဒါလည်းဗျာကြပြူကသိပြီလေကျုပ်သူနဲ့ဘယ်လိုလုပ်ပြီးမင်္ဂလာဆောင်လို့ရပါလဲဗျရပါတယ်ကွာဂရိယာဂရိပဲအခုရွာကိုရောက်ရင်မင်းနဲ့ကြပြူရဲ့မင်္ဂလာပွဲကိုမင်းကျင်းပပေးရလိမ့်မယ်မင်္ဂလာဦးဖြစ်အလှလှုပ်ပြီးတော့ကုသိုလ်အဖို့ကြပြူအထွတ်အမြတ်တန်းပူးဝရလိမ့်မယ်ကွာကိုချစ်ပွဲကခေါင်းနှိမ့်ရှာတယ်ဥပဒါဘိုးတော်ဘက်ကိုလှည့်ပြီးခမရလဲပတ်စံရတိုင်းရှောက်မလုပ်ပြီးနဲ့တော့အခုခမရမသေးတာကန်ကောင်းနေမှာ တကယ်ဆိုရင်ခမရဲ့ပညာကထက်ရဲ့အဆင့်ကိုသွားနိုင်တဲ့ပညာပဲအချိန်မနှောင်းကြီးခမရစူးစမ်းသိနေဘူးတော့ဟုတ်ပါတယ်ဗျကျုပ်အမြင်မှန်ရပါပြီကျုပ်အခုအချိန်အားစပြီးပညာလမ်းကိုဝယ်လိုက်တော့မယ်မဟုတ်တာတွေမလုပ်တော့ဘူးလို့ဂရိလည်းပေးပါတယ်ခမရဂရိကိုခမရတင်းနေအောင်စူးစမ်းပါဘူးတော့ခမရလက်တစ်ဖက်ဆုံးရှုံးသွားတာကိုတန်ဝေကယူပြီးတော့မှသတိကပ်နိုင်ပါစေအလကမင်းလည်းသတိထားမေဒါမျိုးလောက်ပေါင်းများပြီ ဟာဗျာဒီတခါတော့ကြောက်မလို့ချင်ပါဘူးဗျာဘိုးတော့ဘိုးတော့ကြောက်ကိုအတင်းခေါ်လို့ဗျအေးပါဒီတခါတော့ခွန့်လွှတ်လိုက်မယ်ဥပဒါမိမကြီးလို့စူပုတ်နေရနဲ့ကြောက်လဲသူ့လက်ကိုဆွဲပြီးပြန်ချော့နေရပါသေးတယ်ကိစ္စတွေရတော့ပြီးသွားပြီဗျတပတ်လောက်ကြာတော့ကိုချစ်ဖွေကမကြပြူနဲ့မင်္ဂလာဆောင်လိုက်တယ်တရင်နဲ့မင်္ဂလာဆောင်ရလို့တော့ဘယ်ပြောမလဲဗီလီစီကရရရချီခိုင်းနေဆိုပြီးပြောရတာပေါ့မကြပြူကကျွတ်လားမကျွတ်လားတော့မသိပေမဲ့ ကိုချစ်ဖွေကတော့နောက်ပိုင်းထပ်မတွေ့ရတော့ဘူးလို့ပြောတာပဲဗျ။အဲ့လိုဖြစ်ပြီး၃လလကြာတော့ကိုချစ်ဖွေကြီးပြုံးပြီးပြီးနဲ့အိမ်ကိုရောက်ချလာခဲ့တယ်။ဟဲ့ချစ်ဖွေ။နင်းလည်းပြောက်လိုက်တာဟဲ့။အခုဘေးကလှည့်ပြလာတာလေ။ပြောက်ဆိုမြိုင်းသားမှာပဲအနေများတော့ဘူးဗျ။အခုလာတာလေ။တကြီးကတော့ဖိတ်စာလာပေးတာဗျ။ဟဲ့ဘာဖိတ်စာလဲ။ကိုချစ်ဖွေပြီးတဲ့ဖိတ်စာအမေကလှမ်းအောင်လိုက်တယ်။ဖိတ်စာအဖုံးကိုတေးချကြည့်။ နေနောက်တစ်ခါမင်္ဂလာထက်ဆောင်မယ်ပေါ့ဒီတစ်ခါရောရေရရပဲလားရေရရမဟုတ်ဘူးတကြီးကတော့ရဲ့ဒီတစ်ခါအတိယူမှာကျုပ်အမွေလက်ထရဖိတ်စာကိုယူပြီးဖတ်ကြည့်လိုက်တယ်ထူးဆန်းနေပြဖိတ်စာမှာကိုချစ်ဖွယ်ရဲ့နာမည်ရယ်အပေါင်းလက္ခဏာနဲ့မင်္ဂလိတယောက်နာမည်ရယ်အနောက်မှာလဲနောက်ထပ်အပေါင်းလက္ခဏာနဲ့မင်္ဂလိတယောက်နာမည်ထည့်ရေးထားတယ်ဗျကိုချစ်ဖွယ်ခမည်းမင်္ဂလာဆောင်ကဘာကြည့်လဲဗျရေးထားတဲ့အတိုင်းမဟုတ်ကွာ မင်းကလေးနှစ်ယောက်နဲ့တပြိုင်နက်မင်္ဂလာဆောင်ရမှာကွာလိုက်တာကတော့အကြီးမအောင်လိုက်တာပဲအငယ်မကငါ့ကိုကြိုက်လို့မအိတ်နိုင်မစားနိုင်ဖြစ်နေတာနဲ့နောက်ဆုံးဘသူဘသူမှမနစ်နိုင်ရအောင်လို့ညီမနှစ်ယောက်ကိုတပြိုင်နက်ယူလိုက်ရတယ်ကွာဟိုင်ရှာပါဆွမ်းလိုက်တာဗျအေးကွာမင်းဘိုးတော်ပေးတဲ့ဆေးရပဲဆွမ်းတာလားတော့မသိဘူးအခုငါတို့တွေယူပြီးနောက်မှအိမ်ခွဲနေမှဖြစ်မယ်ဟေ့ဘာဖြစ်လို့လဲဗျဘာဖြစ်ရမလဲ အခုတို့အမေပါငါနဲ့လေဝေးဖြောက်မီငါပဲပါကြေကြေဖြစ်နေပြီကွတော်ကြသမီးတွေကိုမယူနဲ့မဆုံမဖြစ်တဲ့ငါ့ကိုတာဝယ်ယူပါဆိုရင်ငါတော့ခတ်ရကြည့်ရဲ့ကိုချစ်ဖွေရမယ်ပြုံးလေးပြုံးရခေါင်းကုန်နေတော့တယ်အားကြတယ်ဗျအားရအရန်ကြတယ်ကျုပ်လည်းဖះသကြားမလို့သူ့လိုမိမနှစ်ယောက်ရဲ့တိတ်ကောင်းမှာပဲဆိုပြီးတွင်းနေမိတော့တယ်ဗျပရိသတ်များရှင့်ဆုံးတီကြီးဥပဒါနဲ့အထန်ကြီးဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အပိကြကြတဲ့ပရိသတ်တွေတူကြီးစီကို ကျေးဇူးထူးပဲတည်ရှိသလိုစာရေးဆရာအကဆောင်လည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှင့်ဒီဇလားလေးကိုတိဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်စုံခြင်းကျမ်းမာခြင်းတွေကို အစီထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်